ဘလို့ပြီလို့ judge တဲ့ရောက်လာလေသူကလာခေါ်တာပေါ့ဩဒါလာခေါ်တော့ရောက်သွားတယ်ဆိုတော့ season 1 season 1 season 1မှာကျမတို့ခလုံးပါတယ်မှာ season 2ကပြတ်သွားတယ်လေကိုတိတိုင်လာမသိပြတ်သွားတာလေပြတ်မှာဖြစ်သွားဘာဘာလို့ဖြစ်လဲပြောလို့ရလားရပါတယ်ဘာလို့လဲဘာလို့ဖြစ်လဲဆိုတော့ထိုးချုပ်လိုက်ရရင်တော့အဓိကအဲ့ဒီလူရဲ့မတရားမှုတွေပေါ့တဘောတစ်ခုကကျမတို့ကရုပ်သိမ်းရုပ်တိုင်းပေါ့ကိုရဲ့ ော့သူကအဲ့မှာကျမရဲ့ဒီဒိုင်တယောက်ရဲ့အရင်ကြိုက်တဲ့ contestant တယောက်ရှိတယ်။သူကတကယ်တော်တာ။ဘယ်ပြောမလဲဝင်းသားမရတော့ကိုယ်ရဲ့အနည်းဆုံးတော့ဒီကောင်မလေးကျမတို့တခုတော့အစတခုခုရမယ်။အဲ့လိုမျိုးမှန်းထားပြီးသားဘာ bias မှလည်းမပါဘူးကိုယ်။ဘာ bias မှမပါဖြစ်ပြီးဆိုချင်းစကားတော့မတက်တဲ့ချင်းပြောချင်တာလေ။အဲ့ချိန်မှာအဲ့ကောင်မလေးက top 10တော့မပါဘူး16ရောက်မှပြုတ်သွားတော့ဟာကျမကရုံကနေမှ complaint တွက်တတ်တာပေါ့ဟဲ့ကိုကြီးဘယ်လိုဖြစ်တာလဲ founder သူက ော်တဲ့ तू อ่ะကလေးနှစ်ယောက်အမိဖြစ်နေလို့တဲ့ဟုတ်တယ်ဟမ်ဘာဘာဆိုင်တော့လဲဆိုတော့မှုဘူးတဲ့ तू อ่ะကိုရဲ့ဗုဒ္ဓရဲ့နေပတ်ဆက်ချာမှာပေါ့စီပွားရေးတမလို့အဲ့တော့ကလေးနှစ်ယောက်မိဆိုရင် तू မပုံမှာမဟုတ်ဘူးဒါကြောင့်ဖြစ်ပါတယ်သူရရဲ့လုံးဝ make sense ပြန်အမှားရဲ့ကျမကဒီလူကတော့စင်မပြေတော့ဘူးဗောတော့ဗတန်ကျမကကျမကတော့တော်တော်လေးအဲ့မှာတီးခတ်မှုအားကောင်းတယ်လို့ပြောရမလားမလို့အတားရကျမကခေါင်းနဲ့မထဲအေးထားလိုက်တော့ငါတို့ဆက်ရှက်လို့ပြောလို့ဆက်ရှက်လို့ဆက်ပြီးတော့တွားလိုက်သေးတယ်ဒါပေမဲ့အမှားဘာဆက်ဖြစ်လဲဆိုတော့ သူ့ရဲ့အဲ့လိုမမြတာမှုတွေอ่ะကွတိတိတတ်တာဖြစ်လာ။ဘာလို့ကျမတို့ဘလော့အမှတ်ပြပြဒီကဆုံးဖြတ်တာ तू ။ဟော